တခါတော့ကတောင်မော်ဒေတာရဲ့ပုံဦးနယ်ဘက်ကတာယာတဲ့ကျေးရွာလေးတက်ရွာမှာဦးထွန်းဦးနဲ့တော်နွယ်နွယ်လို့ခေါ်တဲ့လင်မယားနှစ်ယောက်ဟာချစ်ချစ်ခင်ခင်နဲ့နေထိုင်ခဲ့ကြပါတယ်။သူတို့ဟာစိတ်တူကိုယ်တူချစ်ခင်ကြနာကြပြီးသမီးလေးတယောက်ကိုလည်းချစ်ခင်မျက်နှာစွာနဲ့ပြုစုပြိုးထောင်ခဲ့ကြတယ်။သမီးလေးကလည်းအခုမှရွယ်ရောက်စဖြစ်ပြီးအိမ်ရဲ့ယတနာလေးတခုလိုဖြစ်နေခဲ့တာပေါ့သူတို့ရဲ့နေစဉ်ဘဝဟာရိုးသားမှုနဲ့ပြည့်နှက်နေပါတယ်။ရှားသေးဦးတို့အလိုက်လေယာဉ်လုပ်ငန်းတွေကိုစူးစမ်းလုပ်ကင်ကြသလို ပဝန်းကျင်တောတောင်ထဲကသဘာဝထွက်ကုန်ပစ္စည်းတွေရှာဖွေပြီးမိသားစုစားဝတ်နေရေးကိုဖြည့်ဆည်းကြပါတယ်။ဒီလိုပျော်ရွှင်ရိုးရှင်းတဲ့ဘဝကိုဖျက်သိမ်းရင်နှစ်တွေများကြီးကြာလာတဲ့တနေ့မှာတော်နွယ်နွယ်ကဒုတိယမြောက်ကိုဝင်ကိုလွှဲထားရတဲ့အကြောင်းသိလိုက်ရပါတယ်။ဟေးငါဘာဖြစ်မှန်းကိုမသိဘူး။ကောင်းမှုပြီးပြုတ်အန်ချင်တာအခုမှပုံဆုံးနေတာ။နောက်ထပ်ကိုဝင်ရှိရများလား။ဟေးမဟုတ်တော့ပါမိမရဲ့ဝမ်းရှုံးနေလို့များလား။ငါနင်းနဲ့အတူတူမနေတာကြားပြီနော်။ ။အိုးရှင်းရလဲ။ကိုဝင်ရှိတာမိမရဲ့တဘာဝပဲ哦။အဲ့တုန်းကရှင်အရက်မိုးပြီးရေတွေအတင်းချိုးနေတာမမှန်မိတော့ဘူးလား။ဟေးကြည်တော်ဖြစ်တော့လဲကောင်းတာပေါ့ကွာ။သမီးကြီးနဲ့အဖော်ရတာပေါ့။မနှက်ပြန်ကြရင်ဆီယမတော်ညို့ကိုခေါ်ပြီးကြည့်ခိုင်းရမယ်။တော်뇌ဟာခင်ပုန်းကိုစားနောက်ရင်နောက်နေ့မနက်ရောက်မှရွာတဲ့အတွေ့အကြုံရင်ကျက်တဲ့တောင်ပေါ်ဆီယမတော်ညိုခေါ်ဖို့ဆုံးဖြတ်လိုက်တယ်ဒီလုံနဲ့နောက်တနေ့မနက်စောစောမှာတော့တောင်ပေါ်ဆီယမတော်ညိုကသူ့တို့အိမ်ကိုရောက်လာပြီး တော်နယ်ကိုတတိချာချာဆန်းသက်လိုက်ပါတယ်။ဒီအခါတော်ညိုတယောက်ကောင်းခါပြီးအံ့ဩတဲ့ပုံစံနဲ့ပြောလိုက်ပါတယ်။အေးမိနွယ်ရေနင်ကလေးရပြီဟဲ့တေးရပဲ။နင့်ကိုတီရွယ်ရောက်မှကလေးမရတော့တော့ထင်နေတာ။ဟိုကျမတဲ့အိမ်ကကောင်းပါတယ်ရှင်။ဆရာမတဲ့အိမ်လိုမဟုတ်ဘူး။ယောက်ျားပဲနှောက်ယူယူကလေးမရအောင်မလား။ဟဲ့ငါတဲ့အိမ်ကမကောင်းတာမဟုတ်ဘူးဟဲ့။ငါနင့်လိုယောက်ျားယူတာမှမဟုတ်တာ။ကလေးရတော့ပါပြောစရာကောင်းလို့လေ။ကလေးရတော့တန်ဖိုးရှိတာပေါ့။ အုံနောက်၎င်းမထားရတော့ဘူးလေစဉ်းစားစရာလေးတွေရှိတော့အုံနောက်ကဆဲလ်တွေတည်မှမဟုတ်တော့ဘူးလေအမလီနင်းနေတော့ခက်ပါပြီတော်နယ်ရဲ့အရက်တည်းကအသိပညာရှင်ကြီးလားဟမ်ထားပါတော့နင်းကလေးရပြီဆိုတော့သိချင်ုံမဲမလားတော်ပြီတော်ပြီငါပြန်တော့မယ်ကျေးဇူးတင်ပါတယ်ဆရာမရဲ့အေးပါရပါတယ်နောက်ပိုင်းဘိုင်းနာပြီကလေးမွေးတော့မယ်ဆိုရင်ငါ့ကိုလာမခေါ်နဲ့နော်ငါအလုပ်တွေရှုပ်နေရငါကြူပြောထားတာတော်ပြီဟဲ့ ကလေးရပြီဆိုတဲ့အတီးပြုချက်ကြောင့်တော်နော်နယ်နဲ့ဦးထွန်းဦးတို့ဟာတော်တော်လေးကိုဝမ်းသာပျော်ရွှင်ခဲ့ကြတယ်။ဒီလိုအသက်40ကျော်50အရွယ်မှာဒုတိယကလေးရရှိလာတာကသူတို့အတွက်မမျှော်လင့်တဲ့ကံကောင်းခြင်းတစ်ခုလိုဖြစ်နေခဲ့တာပေါ့။ရှင်မနှက်ပြန်တော်ရဲတော့မှလား။ကျမောက်လည်းခေါ်တော့ပါအောင်တော့။မဖြစ်ပါဘူးကွာ။သမီးကြီးကိုဘသူကကြည့်ပေးမှလဲ။အိုးဆွေမျိုးတွေစီခနာအပ်ထားမယ်လေ။နှက်ပြန်ကျမလိုက်ချင်နေ။အခုမှကိုဝင်ရကာစားဆိုတော့အရင်ကြီးစိုးရင်စရာလည်းမရှိသေးပါဘူးလေ။ ပြီးတော့အခုတော့တော့ပဲသွားချင်စိတ်ပိုဖြစ်နေတာကိုဝင်ကြီးနဲ့ဘလို့တော့တဲသွားလို့ရမှာလဲမိမတော့ပြီးတော့ပြီးစကားများမနေနဲ့တော့အိတ်တော့အိတ်တော့ဒီလိုနဲ့စနီးဖြစ်သူရဲ့အတင်းတောင်းဆိုမှုကြောင့်နောက်တနေ့နဲ့မှာသူတို့နှစ်ဦးဟာတော့တဲ့ကိုညှစ်ရှာဖို့အတူတူထွက်သွားခဲ့ကြပါတယ်တော့နဲ့ကြီးတဲ့ကိုရောက်တဲ့အခါမှာတော့နွန်ွဲကညှစ်တွေစုပြုံပေါက်တဲ့နေရာတစ်ခုကိုရှောက်သွားမိတာပေါ့အဲ့ဒီနေရာကသူမရဲ့နာမည်ကိုတူတူလေးခေါ်နေတယ်လို့ ြီးတော့တခုခုကဆွဲဆောင်နေသလိုထူးဆန်းတဲ့ခံစားမှုတခုခုရနိုင်ခဲ့တာပါ။ဒါကြောင့်သူလည်းတဖြည်းဖြည်းလျှောက်သွားရင်အနားကိုရောက်တဲ့အခါမြစ်တွေဟာနေရာအနှံ့အပြားပေါက်နေတော့တွေ့လိုက်ပါတယ်။ဟေးကံကောင်းလိုက်တာတော့မြစ်အကောင်းစားတွေကြီးပဲ။ဒါပေမဲ့ပိုမြစ်ကရွှေရောင်နဲ့တူလိုက်တာနော်။ရွှေစင်လိုပဲ။မြင်မြန်တူပြီးတော့မြင်မြန်ပြင်ရမယ်။ဒီလိုနဲ့တော်နယ်ဟာမြေကြီးတွေကရွှေရောင်တောက်ပနေတဲ့မြစ်ကြီးကိုမြင်ရတော့အံ့ဩသွားပြီး တူးဖော်ယူကအိမ်ကိုတည်လာပါတယ်။အဲ့ဒီညမှာပဲအိမ်ပြန်ရောက်တာနဲ့ရွှေရောင်မြစ်ဆို့ကြီးကိုဟင်းချက်ဖို့ပြင်ဆင်ပါတယ်။ဒီနေ့ညစာပါချက်ကောင်းမလဲ။မြစ်ချင်ချက်စားချက်စိတ်ဘာလို့တလောက်တောင်ဖြစ်နေရလဲမသိဘူး။တကားမှမစားဖို့တဲ့အတိုင်းပဲ။တေးချတာတော့ဒီမြစ်တွေကိုပိုက်ထက်ကလေးလျာစားချက်နေတာဖြစ်မယ်။โอ้မြစ်တွေอ่ะအရင်ကောင်းတာပဲဒီနေ့မြစ်ချင်တွေကတကယ်အရသာရှိရပဲຫນွေရဲ့မြစ်တွေကလည်းတုတ်ໄຂမြတန့်စင်းနေရပါပဲ ဒီနေ့မြစ်တူတာအကျိုးရှိအောင်ပေါ့သူတို့၃ယောက်သားညစာစားပြီးတဲ့နောက်မှာချက်ချင်းပဲအိပ်ရာဝင်ဖို့ပြင်ဆင်ခဲ့ကြပါတယ်ဒါပေမဲ့တော်နွန်ွယ်ခဏလောက်အိပ်ပျော်သွားတဲ့ချိန်မှာထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်ပါတော့တယ်သူမရဲ့ကိုဝင်ဟာလူမမွေးပဲမြစ်ဆုပ်ကြီးတစ်ခုမွေးဖွားလာတယ်လို့အိမ်မက်မှတ်နေပါတယ်ပိုဆိုးတာကခင်ပွန်းတဲ့ဦးထွန်းဦးဟာတမိကြီးကိုခေါ်ထားပြီးသူမကိုတော့အိမ်ထဲကနေရွှုံမုံးစွာနဲ့နှင်ထုတ်နေတာကိုပါမျက်မှတ်ခဲ့ပါတယ်မမှန်ပါဘူး ဘာလို့ဒီလိုထူးဆန်းတဲ့အိမ်မက်မှတ်ရတာလဲမြစ်ကိုဘိုက်ပြအောင်မစားရလို့ဖြစ်မယ်သိချရတယ်။အိမ်မက်ကလန်နိုးလာတဲ့တော်နွယ်နွယ်ဟာစိတ်ထဲမှာအဲ့ဒီမြစ်ရဲ့အရာသားကိုမမေ့နိုင်သေးပဲစားချက်နေခဲ့တာပေါ့။ဒါကြောင့်နောက်တနေ့ရောက်တော့ခင်ပွန်းတဲ့ကိုထပ်ပြီးတော့ပူစားခဲ့ပြန်တယ်။ယောက်ျားရဲ့ရှင်မြစ်ရှာဖို့ထပ်သွားပေးပါအောင်နော်။ညတော်ကမြစ်ကအရင်အရာသားရှိရပဲရှင်။အဲ့ဒါကြောင့်ကျမကောင်ကမြစ်ဆုပ်ကြီးမွေးလာတယ်လို့တောင်အိမ်မက်မှတ်သေးတယ်။ဟဲ့ထူးထူးဆန်းဆန်း ဘလို့အိမ်မက်မျိုးလဲကွာဒီလုံနဲ့ရှက်တွေလရီကုံဆုံးသွားတဲ့အခါတော်နွန်ွယ်ရဲ့ကိုဝင်ကလည်းလစိတ်လာပြီးမိဖွားခါနေတဲ့လက္ခဏာတွေပြလာပါတယ်အမလီတော်အမလီကျမပိုင်းနာလာပြီးကလေးမွေးတော့မထနဲ့အမလီအာနာလိုက်တာကလေးမွေးတော့မထနဲ့မိဖွားခါနေဝေဒနာကိုခံစားနေရတဲ့တော်နွန်ွယ်ရဲ့အတန်းကြောင့် ဦးထွန်းဦးဟာတော်တော်လေးကိုထိတ်လန့်သွားခဲ့တာပေါ့ဒါကြောင့်သူကရွာထဲမှာရှိတဲ့တားဖို့ဆရာမတော်ညိုကိုပဲတွားရောက်ခေါ်ဆောင်ခဲ့တယ်ဆရာမရေးဆရာမကျွန်တော်မိမကလေးမွေးတော့မှမလို့ပါဆရာမလိုက်ခဲ့ပေးပါအောင်ဗျာအော်နင်ကလေလေငါ့ကိုလာနောက်ရက်တယ်ငါတီမှာရုံအသားခင်လေးစားကောင်းနေတော့ရှိသေးတယ်လာဟေးသွားမယ်သွားမယ်ဒီလိုနဲ့တားဖို့ဆရာမတော်ညိုဟာဦးထွန်းဦးရဲ့အိမ်ကိုလိုက်သွားခဲ့ပါတယ်ညံ့ညံ့လုံးနောက်တစ်ခါထက်ညံ့ညံ့ညံ့ အားဆိုင်ပြီးညှင့်ခဏကြာမှပဲတော်နွနွေဟာအားကုန်ညှစ်ထုတ်လိုက်တာကြောင့်မွေးဖွားလာပါပြီဒါပေမဲ့တားဖို့ဆရာမတော်ညိုတယောက်မွေးလာတဲ့အရာကိုကြည့်ပြီးတတော်လေးကိုအံ့အားတင့်သွားကအော်ဟစ်လိုက်ပါတော့တယ်မွေးပြီဟေးဟာဒါဒါဒါဘိုင်းလေဟဲ့ကလေးရကလေးရမြစ်ဆုပ်ကြီးဖြစ်နေတာဟဲ့ဟဲ့နွနွေနင်ဘာတွေလုပ်ခဲ့တာလဲကလေးရဘာလို့မြစ်ဆုပ်ကြီးဖြစ်နေရလဲဒါမျိုးငါတသက်တစ်ခါမှမမြင်ဘူး အဲ့ဒီစကားကိုကြားတော့ဦးထွန်းဦးလဲတုံလုံးခြောက်ချားစွာနဲ့ကလေးကိုကြည့်လိုက်မိပါတယ်။အိုးဘာလို့ဒီလိုဖြစ်ရတာလဲနှွယ်ရဲ့။ငါတော့တတိလက်တော့မလားမသိဘူး။ငါမွေးလာတဲ့ကဒီလိုကလေးမျိုးတစ်ခါမှမမြင်ဘူးမကြုံဘူးပါအောင်ကွာ။တော်နှွယ်နှွယ်ကသူတို့နှစ်ယောက်ပြောနေတဲ့စကားကြောင့်စိတ်ထိခိုက်ပြီးတတိမိတ်သွားခဲ့တာပေါ့။တားပါဆရာမတော်ညိုကလည်းအခုလိုထူးခြားတဲ့ဖြစ်ရပ်ကိုတခြားသူတွေသိအောင်ကြီးညာမောင်းခတ်ဖို့တားဆူနေခဲ့တယ်။ကလေးကမြင့်ဆုတ်ကြီးဖြစ်နေရနော်။ ေးနွယ်နွယ်တော့တေချာအခက်တွေ့ပါပြီ။ငါမွေးလာတဲ့ကဒီလိုဖြစ်မျိုးတခါမှမမြင်ဘူး။ဒီအကြောင်းကိုအမကြီးမတင်ဆိုင်ကိုသွားပြောရအောင်မယ်။ဒီလိုနဲ့တာဘောဆရာမတော်ညိုလဲဥထုဥရုအိမ်ကနေအမြန်ပြန်လာပြီးသူ့ရဲ့တိုင်ပင်ဖို့တိုင်ပင်ဖက်တော်တင်ဆိုင်သွားရှာပါတော့တယ်။အဲ့ဒီတော်တင်ဆိုင်ကရွာထဲမှာဘေးတင်ဆရာမလိုလိုနှဲ့ဝင်တယ်လိုလိုလောက်ပြီးစီးပွားရှာနေတဲ့အတော်ကြီးတယောက်ဖြစ်ပါတယ်။ဟဲ့အမကြီးရဲ့နေနဲ့တွေ့ဖို့ကလည်း ဘလောက်တောင်ရှာရခတ်လိုက်လဲဘယ်ဒီသွားနေရလဲအမလီငါလည်းအခုမှဘေးအိမ်ကပြန်လာတာဟဲ့ဒီရက်ပိုင်းကံသိပ်မကောင်းဒါကြောင့်ကောင်းကောင်းမစားတာကြာပြီလေအဲ့ဒါခဏထားငါနဲ့ပြောစရာရှိတယ်ကဲငါ့ကိုဘာပြောချင်လို့လဲစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စလားအေးငါနဲ့ပြောပြစရာတခုရှိတယ်နွယ်နွယ်လေးနင်သိရမလားထွန်းဦးမိန်းမလေးသိလားကလေးမွေးတာမြင့်ဆုတ်ကြီးမွေးလာတာတော်ကြီးဘလို့နင်နင်ပါရီလာပြောနေရလဲဘယ်ဟာတဲ့င်းတွေကြားလာလဲ ငါတင်းချလာတာမဟုတ်ဘူးဟဲ့ငါကိုယ်တိုင်မွေးပေးခဲ့တာဒီကိစ္စကြောင့်အခုတရွာလုံးအော်အော်တောင်းနေဖြစ်ကုန်ပြီဒါတော့နင်မသိသေးဘူးလားဟင်ငါလည်းမသိရပါလားအဲ့ဒါကံမကောင်းတဲ့နမိတ်ဆိုးလို့ငါထင်တယ်အေးအဲ့ဒါပေါ့ဟဲ့ကဲဘာဆက်ဖြစ်လဲပြောပါအောင်အေးအခုသူ့ယောက်ျားအိမ်ပွားနေနင်ထုတ်တော့မှာတဲ့ဟဲ့နင်ွဲ့ခင်ဗျာတနာပါတယ်သူ့အဖြစ်ကလည်းဆိုးလိုက်တာတရွာလုံးရဲ့ပဆက်ဖြာမှပြောစရာဖြစ်ခဲ့တဲ့ ဒီမွေးကင်းစကလေးမြင့်ဆုပ်ကိစ္စဟာဒွန်နွယ်အတွက်အကြီးမားဆုံးသောကံကြမ္မာဆုပ်ဖြစ်ခဲ့ပါတယ်။ဒွန်နွယ်ကဒီလိုထူးဆန်းတဲ့ကလေးမွေးရခြင်းအထူးအကြောင်းရင်းကိုစဉ်းစားနေမိတာပေါ့။ဘာလို့ဒီလိုဖြစ်ရတာလဲ။ဒါမှမဟုတ်ငါပိုက်ကြီးတုန်းကတိုးထဲမှာရှားတွေ့ပြီးစားခဲ့တဲ့ထူးဆန်းတဲ့ရွှေရောင်မြင့်တစ်ခုကြောင့်လား။အဲ့တုန်းကငါမြင့်ချင်ကိုစားချက်စိတ်ပြင်းပြခဲ့တာအမှန်ပဲ။အဲ့လိုစဉ်းစားနေတော့မှဦးထုံးဦးကဒေါသထွက်နေတဲ့မျက်နှာနဲ့ တော်နွယ်ကိုအိမ်ကနေနင်းထုတ်ဖို့စကားစပြောပါတယ်။တော်တော့နွယ်နင်းငေါ့ရွာထဲမှာမျက်နှာပြောင်းလှုပ်ပြီးပြီ။တရွာလုံးကလည်းနင်းကလေးအကြောင်းသိကောင်းပြီ။ငါရှက်တယ်။ငါဘလို့ဆက်ပြီးနေထိုင်ရမှာလဲ။နင်းနဲ့တီကန်ဆိုးစေတဲ့မြစ်ဆုပ်ငါ့အိမ်မှာမထားနိုင်ဘူး။အခုချက်ချင်းထွက်သွား။သမီးကြီးတို့တော့ငါပဲစောင့်ရှောက်မယ်နင်းမပူနဲ့။ဟင်။ရှင်ရှင်ဘာလို့ဒီလိုပြောရတာလဲ။စင်းရဲ့အတူတူချမ်းသာတူတူဖြတ်သန်းခဲ့ကြတာ။အခုလို့ဖြစ်လာတော့ကျမကိုစွန့်ပစ်တော့မှလာရင် ငါစိတ်ဝင်စားဘူးအတိတ်ကအကြောင်းတွေလာမပြောနဲ့တော့နင်မသွားရင်ငါဒီမြစ်ကိုပြုတ်ပြီးစားပြစ်မယ်မနှက်ပြန်ဒီမစောင့်နိုင်ဘူးနော်ဒီညနေပဲငါလှုပ်မှာအိုးရှင်ဘလို့များလှုပ်ရရတာလဲကျမထွက်သွားပါမယ်သမီးကြီးတို့ရောကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးပါနင်ဘာမှစိတ်မပူနေနဲ့သွားတော့ခင်ပွန်းတဲ့ရဲ့ဆွန့်ပြစ်ခြင်းကိုခံရတဲ့တော်တော်နဲ့ဟာဘာမှမတတ်နိုင်တော့ပဲငိုကြွေးရင်းမြစ်ဆုပ်ကလေးကိုပွေချီကအိမ်ကနေထွက်လာခဲ့ရပါတယ် ခင်ပွန်းတဲ့ကတော့တကယ်ကိုစိတ်နာစရာကောင်းလွန်းသူတယောက်ပါပဲတော်နွန်ွယ်တယောက်ကံကောင်းစွာနဲ့အဖိုးဖွားတွေခြံထားခဲ့တဲ့လေကွင်းနာမှာတဲအိမ်အိုလေးရှိနေသေးတာကြောင့်ယာယီခိုနာဖို့ကြားခဲ့ပါတယ်ဘလို့လောက်ရမလဲဆိုတာအမေမသိတော့ကွယ်မင်းကတာလီလာတမီလီလာဆိုတာဘလို့ခွဲခြားလို့ရပါမလဲဒါပေမဲ့အမေကတော့မင်းကိုအကောင်းမွန်ဆုံးဖြစ်အောင်ပြုစုစောင့်ရှောက်မှာပါအင်းဒီမြစ်ကလေးကိုဘလို့ပြုစုရမှာလဲ ။ဩအမေသိပြီ။မင်းတို့မြေကြီးထဲမှာစိုက်ပြီးတော့နှုတ်ရင်နဲ့လောင်းပေးရမယ်ချက်နဲ့။နောက်တနေ့မနက်အာယုံတက်ချိန်မှာတော့တုံနွယ်ဟာတဲရင်ပေနာက လုံချုံမဲ့နေရာတစ်ခုမှာဝါမြစ်ကလေးကိုဂယုတဆိုင်စိုက်ပြိုးလိုက်ပါတယ်။ဒီနေရာမှာစိုက်ထားရင်တော့လုံချုံမှာပါ။အမေနှုတ်ရင်နဲ့နေ့တိုင်းလောင်းပေးရမယ်။မြင်မြင်ကြည့်ပြင်ပြီးတန်မာပါစိတ်ကလေးလေးရေကျော်နွနွဟာမြစ်ကလေးကိုမိခင်မြတ်တာပြင်းနဲ့ပြုစုဆောင်ရှောက်ခဲ့တာကြောင့်မြစ်ကလေးဟာကြီးထွားပြီးတန်မာတဲ့ဝါးပင်ငယ်လေးဖြစ်လာပါပြီ။ ဒီနောက်ရက်ပေါင်းများစွာကြာလာတော့မျောလင့်မထားတဲ့အံ့ဩစရာဖြစ်ပျက်တစ်ခုဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီနေညာဟာတညလုံးလိုလိုမိုးရေရွာနေတာကြောင့်တော်နွဲ့နွဲ့ဟာမြစ်ကလေးဘာဖြစ်သွားမလဲဆိုပြီးစိတ်ပူနေခဲ့တာပေါ့။ဒါကြောင့်မနက်ခင်းကို ရောက်တာနဲ့တဲအင်အပြင်ဘက်တီထွက်ပြီးမြစ်ကလေးစိုက်ပျိုးထားရာကိုအရင်ဆုံးသွားကြည့်လိုက်ပါတယ်။ငါကလေးလေးကိုသွားကြည့်အောင်ပါ။မနေညာတညလုံးမိုးရွာနေတာဘလို့ဖြစ်နေမလဲမသိဘူး။တော်နွဲ့နွဲ့တယောက်မြစ်ကလေးစိုက်ထားတဲ့နေရာကိုရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်လုံးအစုံပြူးကျဲသွားခဲ့တာပေါ့အကြောင်းကတော့မြေကြီးထဲမှာသူစိုက်ပြိုးထားတဲ့မြစ်ကလေးဟာရွှေရောင်ဝါပင်ကြီးအဖြစ်ကြီးထွားနေပြီးအဲ့ဒီအနီးနားမှာလည်းမြစ်တွေအများကြီးပေါက်နေခဲ့လို့ပါဒါအပြင်သူတို့ရဲ့တဲအိမ်အိုလေးကလည်းချက်ချင်းဆိုသလိုခန်းနာထေဝါလှတဲ့ရွှေနန်းတော်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါပြီဟဲဒါဒါဘာဖြစ်တာလဲမြစ်တွေအများကြီးပါလားဒါတွေကရွှေမြစ်လားမြစ်တွေကရွှေရောင်ဖြစ်နေရပဲဟဲ တကယ်ကြီးကိုရွှေတွေပဲရွှေအစစ်တွေပဲတော်နွန်ွေဟာအံအားသင့်ပြီးမီးမောင်းနေတော့မှပဲရွှေရောင်ဝါပင်ကြီးဟာမော်ဆန်စွာနဲ့ချောမောလှပါတဲ့မိမပြိုလေးအဖြစ်ကိုရုတ်တရက်ပြောင်းလဲသွားပါတယ်အမေဒါသမီးအမေကိုပေးတဲ့လက်ဆောင်ပါသမီးကိုကောင်းကောင်းမွန်မွန်ကူးဆိုင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မေအိုးသမီးလေးရယ်မမေထင်သားပဲငါသမီးလေးကတာမန်လူမဟုတ်ဘူးဆိုတာမမေဝမ်းသာလိုက်တာသမီးရယ်ငါသမီးလေးကိုနာမည်မှဲ့ပေးရမယ် ကလျာလို့ခေါ်မယ်။သမီးလေးကလျာ။ဟုတ်ကဲ့ပါမေ။ဒီနေ့အစပြီးသမီးရအမေကိုပြုစုဆောင်ရှောက်တော့မယ်နော်။အမေနောက်ထပ်ဘာမှအပင်မခံဆရာမလိုတော့ဘူးနော်မေ။အဲ့ဒီအချိန်တပတ်မှာတော့ဥထုံးဥတို့သားဖားနှောင်ဟာစားဝတ်နေရေးအတွက်တောထွက်ပစ္စည်းတွေရှာဖွေပြီးလောက်ကင်နေရပါတယ်။ဒါပေမဲ့ဖားခင်ဖြစ်သူဥထုံးဥဟာအိုမင်းလာတဲ့အတွက်အရင်လိုအလွတ်လောက်ကင်ဖို့ခက်ခဲလာတာပေါ့။ဖေဖေသမီးကအခုဆိုအရွယ်ရောက်နေပြီလေ။ဖေဖေရှာကျွေးလာတာလုံလောက်ပါပဲ။ ဖေဖေကအခုအသက်ကြီးနေပြီပြီးတော့အရင်ကသမီးကိုလည်းထားသွားတော့မယ်လို့ပြောခဲ့သေးရဲ့မလားဖေဖေကသမီးကိုစွန့်ပစ်မယ်လို့ပြောတာမဟုတ်ပါဘူးသမီးရဲ့ဖေဖေကအခုအသက်ကြီးနေပြီသမီးကိုတသက်လုံးဘလို့ထောက်ပံ့ပေးနိုင်မှာလဲအဖေကသမီးကိုပတ်စံတွေရွှေတွေငွေတွေအပြည့်စုထားစိတ်ချနာအဖေမရှိတော့ရင်သမီးလည်းဒုက္ခရောက်မှာစိုးလို့ဟုတ်ကဲ့ပါဖေဖေပြောချင်တာကိုသမီးနားလည်ပါတယ်ငနက်ပြန်ကြရင်သမီးဆေးမှာအသီးရွက်တွေသွားရောက်မှာမယ်နောက်တနေ့မနက်မှာသမီးကြီးဟာ တိုးရဲကရှာလာတဲ့အသီးရွက်တွေကိုယူပြီးဈေးကိုတွားရောင်းပါတယ်။ဟင်းသီးဟင်းရွက်လက်လက်ဆက်ဆက်တွေရမယ်နော်။အမေကြီးတို့ရေဝယ်ပါအောင်။ဟဲ့နင်ကပါလို့ဒီမှာလာရောင်းနေရလဲ။နင်အမေကချမ်းသာနေပြီလေ။ဟိုတော့ဆက်ကရွှေနန်းတော်ကြီးမှနေနေတာမသိဘူးလား။အမေကြီးဘသူပြောနေရလဲ။ကျမအမေကဘလို့လို့ပြီးချမ်းသာနိုင်ပါလဲ။တဲအိုဟောင်းမှာပဲနေနေတာ哦။အိုးသမီးကလည်းနင်မသိသေးဘူးလားနင်အမေကအခုရွှေနန်းတော်ကြီးပေါ်မှာနေရ ဘယ်ရယောက်ျားသေးရလာလဲတော့ငါမသိပါဘူးဟဲ့ဒါပေမဲ့ချမ်းသာနေတာတော့သိကြတယ်ဂျေဆုတင်ပါတယ်မေကြီးရယ်တကယ်ချမ်းသာနေရလားကျမကိုလာခေါ်ဖို့ကြတော့ဘာလို့မိတ်နေရလဲอืมအဖေကိုသွားပြောပြရမယ်သမီးကြီးဟာအဲ့ဒီတည်င်းစကားကိုကြားတဲ့အခါမှာချက်ချင်းမအိမ်ကိုပြန်လာပြီးဥထုံးဥကိုပြောလိုက်ပါတယ်အဖေအဖေကျမဈေးသွားရောက်တော့လေမေကြီးတယောက်ကပြောတယ်အမေကအခုရွှေနန်းတော်ကြီးမှာချမ်းသာနေပြီတဲ့ ယောက်ျားအစ်တများရနေလားမသိဘူးတဲ့သမီးတို့သွားကြည့်ရအောင်လားဖေဟေးဒါဘလို့လုပ်ပြီးဖြစ်နိုင်မှာလဲအဖေမယုံပါဘူးသမီးရဲ့ဒါဆိုသမီးတို့သွားကြည့်ရအောင်လေအေးသွားကြတာပေါ့သမီးရဲ့ဒီလုံနဲ့ဦးထူးဦးတို့တားဖားနှောက်တာရွှေနန်းတော်ကြီးရှိရာကိုထွက်လာခဲ့ကြပါတော့တယ်။အဲ့ဒီမှာအမှန်တကယ်ကိုရွှေနန်းတော်ကြီးရှိတာကိုမြင်တော့အံ့ဩမင်သက်သွားကြတာပေါ့။အိုးဒါဒါຫນွေရဲ့နန်းတော်ကြီးလား။ သူကဘရင်တပောင်းအမများယူထားတာလားမသိဘူးဘာလို့တလောက်တောင်မှချမ်းသာနေရတာလဲအဖေအမေကိုသွားတွေ့ရအောင်လေမသွားတဲ့သမီးကြီးအဖေမသွားဘူးဒါပေမဲ့သူတို့ညောက်သားဆက်ဆုချင်တဲ့စိတ်နဲ့ရွှေနန်းတော်ကြီးတဲ့ကိုဝင်ရောက်သွားခဲ့ပါတယ်နန်းတော်တွင်အလှပတွေကြောင့်ခဏတာအံ့အားသင့်နေတဲ့ချိန်ဦးထွန်းဦးဟာသူ့ရဲ့စနီးဟောင်းတော်နွယ်နွယ်နဲ့အတူရပ်နေတဲ့မိမပြိုလေးတယောက်ကိုမြင်သွားခဲ့ပါတော့တယ် သမီးကြီးကတော့မိခင်ကိုတွေ့ရတဲ့အတွက်အရန်ကိုဝမ်းသာသွားခဲ့တာပေါ့အမေသမီးအမေကိုရှာတွေ့ပြီအမေနဲ့တွေ့ရလို့သမီးအရန်ပျော်တာပဲသမီးအမေနဲ့သမီးကိုတွေ့ရလို့ဝမ်းသာလိုက်တာကွယ်အမေသမီးကကြီးပြင်းပြီးလှပနေလိုက်တာဒီကမမေဘေးနာမိန်ကလေးကဘသူလဲတည်လားသမီးဟုတ်အဲ့ဒီမိန်မချုပ်လေးကဘသူလဲရင်အမေဒါသမီးရဲ့ညီမလေးပေါ့ကွယ်အရင်တော့ကသမီးရဲ့ဖေကအမေကိုအိမ်ပေါ်ကနေနင်းထုတ်ခဲ့တဲ့မြင့်စုတ်ကလေးပဲ။ အမေသူ့ကိုကောင်းကောင်းမွန်မွန်ပြုစုဆောင်ရှောက်ပေးလိုက်လို့အခုလိုလူအဖြစ်ကိုပြောင်းလဲသွားတာသမီးရဲ့။နှွေပါရီပြောနေရလဲ။ဒီမိမပြိုလေးကမြင့်ဆိုးကနေဖြစ်လာရတဲ့လား။မယုံနိုင်စရာပဲ။နေကတလောက်တောင်လှပနေရတာနဲ့ငါတို့မိသားစုဘာလို့ဒီလိုကန်ဆိုးစေရလဲ။ကန်ဆိုးစေတာငါသမီးလည်းမဟုတ်ဘူး။နေရဲ့အတ္တကြီးမှုကြောင့်ပဲ။ကုံတိတ်ခါပဲဦးစားပေးလို့ကျမတို့အိမ်ကနေနှင်ထုတ်ခဲ့ရမလား။နေကငါတို့ပေါ်မှာချစ်ချင်းမြတ်တာလေးတောင်မရှိခဲ့ဘူးလား။ ငါလိုလူအတွက်တော့နင့်လိုအတ္တသမားစီကထွက်သွားရတာကံကောင်းခြင်းပဲအခုငါမှာနန်းတော်ကြီးရှိတယ်ငါ့ကိုကောင်းကောင်းမွန်မွန်ပြုစုဆောင်ရှောက်တဲ့သမီးလေးလည်းရှိတယ်ဒီနန်းတော်ဘလို့ရလာလဲလို့သိချင်လားဒီနန်းတော်ကိုငါရဲ့သမီးလေးဝါမြစ်ကပဲပေးခဲ့တာတော်နွနွရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာသမီးကြီးဟာညီမငယ်လေးရဲ့မော်စွမ်းအင်ကိုအံ့ဩသွားခဲ့ပြီးသူမရဲ့အတ္တစိတ်တဲ့အရာကိုကြိုးအတွက်တောင်းဆိုပါတော့တယ်ဟဲ့ဒီလိုမှောက်ပြညာလားညီမလေး အမရောမော်ပညာနဲ့လှုပ်ပေးပါအောင်လားဒါကတော့တမိကိုစောင့်ရှောက်ပေးခဲ့တဲ့အမေအတွက်ပေးတဲ့တခုတည်းသောဆုလက်ပဲတကယ်တော့ဒုက္ခချမ်းသာဆိုတဲ့ဆုမွန်ကောင်းတစ်ခုပါပဲနှိမော်ပညာနဲ့လှုပ်ပေးလို့ရတယ်မလားငါလည်းကြောက်တံပတများတွေနဲ့စီးစိမ်ချမ်းသာတွေလှုပ်ချက်နေငါ့ကိုလည်းဖန်ဆင်းပေးပါအောင်အမရေချမ်းသာချင်နေဆိုရင်ကိုယ်တိုင်စ조사ရှာဖွေပါသူများစီကချမ်းသာမှုလာတောင်းလို့မရအောင်လေအခုကျမလူသားဖြစ်နေပြီအဲ့ဒီမော်ပညာမျိုးလှုပ်ပေးလို့မရတော့ဘူးတမင်းပြောတာမှန်တယ် အခုသူကလူသားဖြစ်နေပြီလေအမေပါပဲပြပြသမီးကတော့ဒီမှာပဲလာနေတော့မယ်အမေကသမီးကိုတော့လက်ခံမယ်တချို့လူတော့လက်မခံနိုင်ဘူးနော်ဒီအချိန်မှာဦးထွန်းဦးဟာဇနီးဟောင်းရဲ့စီးစင်ချမ်းသာမြင်ပြီး သူ့ရဲ့အမောင်းနောက်တရကပြန်လဲခွင့်လွတ်ပေးဖို့တောင်းမှန်လာခဲ့တယ်မိမရဲ့ငါ့ကိုခွင့်လွတ်ပါကွာအခုငါလည်းအသက်ကြီးနေပါပြီငါအလုပ်လည်းမလုပ်နိုင်တော့ဘူးငါနောင်တရတွေလည်းရနေပါပြီ မိမရဲ့ငါတောင်းမှန်ပါတယ် ငါ့ရောဒီမှာနေခွင့်ပြုပါအောင်လားတကားဝနေဝင်လာပြီးပြီမလားအခုအဲ့ဒီတကားဝနေပြန်ထွက်သွားပါလမ်းတော့မမားနိုင်တော့ပါအောင်နော်ရှင်ရဲ့အိမ်အဆုတ်စီကိုပဲပြန်သွားပါ ရှင်ဟာကဲမကောင်းတဲ့သူပဲဟိုးအဲ့ဒီလိုပြောလိုက်တော့ငါတကယ်ရှင်းနာတယ်ဟာဦးထူးဟာသူ့ရဲ့အတ္တကြီးမှုကြောင့်ဒီနေ့မှနောက်တရပြီးဝန်းနေခဲ့ရပါတယ်နွေထွေးတဲ့မိသားစုပွားနဲ့စီးစိမ်ချမ်းသာခြင်းကိုရခါနေမှလက်လွတ်ဆုံးရှုံးခဲ့ရတာဟာရှင်နာစရာကောင်းလာပါတယ် အဲ့ဒီအချိန်သမီးကြီးဟာမိခင်တော်နွယ်နွယ်နဲ့တူ နန်းတော်ကြီးထဲမှာမင်းသမီးတပါးလိုပျော်ရွှင်စွာနေထိုင်ပါတယ်။ရွှေရောင်မြစ်ကနေမွေးဖွားလာတဲ့ညီမငယ်လေးကတော့ဂျိုးစာပန်းစာနဲ့ပတ်စံရှာခဲ့တာပေါ့။သူစိုက်ပြုတ်ခဲ့တဲ့မြစ်တွေအားလုံးကလည်းရွှေမြစ်တွေဖြစ်လာပြီးအဲ့ဒီမြစ်တွေကရလာတဲ့ရွှေတွေနဲ့ရွှေဆိုင်ကြီးတဆိုင်ကိုဖွင့်လှစ်ခဲ့ပါတယ်။တနေ့မှာတော့ဘယင်ကြီးတပါးဟာသူ့ရဲ့စစ်တေမိုးမတ်တွေနဲ့တူတူအမဲလိုက်ထွက်ရင်ရွှေဆန်အနားကနေဖြတ်သွားခဲ့ပါတယ်။ ရှေးဆိုင်ပိုင်ရှင်မိန်းကလေးကိုမြင်လိုက်ရတဲ့ပထမဆုံးချိန်မှာပဲဘယင်ကြီးဟာဆွဲလန်းသွားခဲ့တာပေါ့ညီမငယ်လေးကလျာဟာမင်းသမီးတပားလိုလှပနေတာကြောင့်ဘယင်ကြီးဟာဘာကြောင့်ချစ်မိသွားလဲဆိုတာကိုတောင်အံ့ဩစရာမလိုတော့ပါဘူးရက်လိုက်အခုရက်လိုက်အောင်ဘာလို့ရက်တာလဲမင်းကြီးဘာလို့ချင်လို့ပါလဲငါရွှေအလေးချိန်ပေါင်တရာလောက်ဝဲချင်တယ်ဘယ်မှာဝဲမှာလဲမင်းကြီးဟိုရှိနာရွှေဆိုင်မှာပဲဘယင်ကြီးဟာရက်ထလုံးပေါ်ကနေဆင်းပြီး ကလျာလေးရှိရာရွှေဆိုင်ကိုတန်းတန်းမတ်မတ်ဝင်သွားပါတော့တယ်။မင်းတို့ဆိုင်ကရွှေအစ်စ်ကိုပဲရောင်းတာမလား။ဟုတ်ပါရဲ့ရှင်။ဒါဆိုအကူကရွှေပောင်ချိန်တရားလောက်လိုချင်တယ်ရနိုင်မလား။ဟုတ်ကဲ့ရပါရဲ့ကို။အဲ့ဒီချိန်မှာပဲသူ့ရဲ့အမကြီးဟာဈေးထဲကိုအမှတ်မထင်ရောက်လာပြီးအဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရပါတယ်။တန်းအပြင်အဲ့ဒီလူငယ်ဟာဘရင်ဖြစ်နေတာကိုသိလိုက်ရတော့ပိုပြီးအံ့အားသင့်သွားခဲ့တာပေါ့။ဟဲ?ဒါကဘရင်ကြီးပဲ။ဘရင်ကရွှေကိုပါလို့ဝဲနေရလဲ။ သူကညီမလေးကိုများစိတ်ဝင်စားနေရလားဘာလို့ညီမလေးကပဲအရာအလုံးကောင်းနေရတာလဲသမီးကြီးရဲ့စိတ်ထဲမှာကလျာပေါ်မနာလိုစိတ်ဖြစ်ပြီးသူဟာတစ်ချိန်မှာပယင်းမိပြဖြစ်ဖို့စိတ်ကူးရင်နေပါတယ်။ဒါကြောင့်သူကချက်ချင်းပဲပယင်းကြီးရဲ့အနာကိုကက်ပြီးစကားပြောလိုက်ပါတယ်။မင်္ဂလာပါကိုတချောင်းရွှေတွေစိတ်ဝင်စားသေးလား။ကျမတို့မှာရွှေတွေအများကြီးရှိပါသေးတယ်။တော်ပြီလေ။နောက်မှပြန်လာခဲ့ပါမယ်။ပယင်းကသမီးအကြီးကိုမြင်တဲ့အခါမှာ စိတ်မဝင်စားတဲ့လေတံနဲ့ပြောပြီးပြန်သွားခဲ့ပါတယ်။သမီးအကြီးဟာညီမငယ်လေးကိုမနာလိုတဲ့အကြီးနဲ့ကြည့်ပြီးတီတိုးစကားဆိုလိုက်ပါတယ်။ဟဲ့ညီမလေးဒီလိုကဘာတူလဲ။နင်ကဘာလို့တလောက်လွယ်လွယ်ကူကူနဲ့စကားပြောနေရလဲ။နင်ကတထင်းမဆိုတာကိုကိုကောတတိယရက်လား။မတော်လို့သူကတခိုးတယောက်ဆိုရင်ဘယ်လိုလုပ်မှာလဲ။ကိစ္စမရှိပါဘူး။ဘယ်ရပဲလာလာစိတ်မဝင်စားဘူး။တခိုးဆိုရင်ညီမလေးရဲ့ရွှေတွေကိုပေါင်တရာတောင်လာဝယ်ပါမလား။အဲ့ဒီကနေရပောင်များစွာကြာပြီးတဲ့နောက်မှာ ဘရင်ကြီးဟာရွှေဆိုင်ကိုမကြာခဏလာရောက်လဲပတ်ပါတယ်။ကလေးအပေါ်ချစ်ခင်နှစ်သက်ကြောင်ပိုပြီးသိသာစေခဲ့ပါတယ်။အဲ့ဒီလိုဘရင်ကြီးဟာရွှေဆိုင်ကိုမကြာခဏလာရောက်ပြီးကလျာနဲ့စကားပြောရင်းနေတိုင်းလိုလိုရွှေတွေဝဲသွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ဦးသာရင်းနှီးလာကြပြီးဘရင်ကြီးကသူ့ဟာဒီမျိုးရဲ့အချုပ်ချာအာဏာပိုင်ရှင်ဘရင်ဖြစ်ကြောင်ဖွင့်ပြောခဲ့ပါတယ်။ကလျာကလည်းဘရင်ကြီးရဲ့ချောမောမှုနဲ့ကျင်နာမှုတို့ကြောင့်ဘရင်ကြီးအပေါ်ခန်းစားချက်တွေဝင်လာခဲ့တာပေါ့။ ။ဒီနေ့မှာတော့ပရင်ကြီးဟာကလျာနဲ့တူတူ သူ့ရဲ့အမကြီးကိုနန်းတော်ထဲထိလာရောက်လဲပတ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အမကြီးဖြစ်သူဟာနန်းတော်ထဲဝင်ခွင့်ရတော့မယ်ဆိုတာကြောင့်အရန်ကိုစိတ်လှုပ်ရှားနေရပေါ့။သူဟာကလျာလေးရဲ့လေးဝက်ချက်ကိုဖွင့်ပြပြီးပရင်ကြီးရဲ့ချစ်ချင်းမြတ်တော်အရယူဖို့မနာလိုစိတ်နဲ့ကြံစီပါတော့တယ်။ဒီနေရာမှာရှိတဲ့လူတိုင်းကိုကျမအမှန်တရားတစ်ခုပြောပြเสียရှိတယ်။ယုံချင်မှယုံကြလိမ့်မယ်။ဒါပေမဲ့ဒါအမှန်တရားပါ ကျမရဲ့ညီမလေးကတာမန်လူမဟုတ်ဘူး။သူမွေးဖွားလာတော့ကမြစ်ဆုပ်တစ်ခုအဖြစ်မွေးဖွားလာခဲ့တာ။အဲ့ဒါအမေနဲ့အဖေကိုကွဲကွာစေတဲ့အကြောင်းရင်းလေးဖြစ်တယ်။သူကအချင်းတတော်ကြာမှလူသားအဖြစ်ကိုပြောင်းလဲသွားတာ။ဘီရင်ကြီးအနေနဲ့သူ့ကိုမိဖုရားမြောက်ဖို့စဉ်းစားမယ်ဆိုရင်သေချာစဉ်းစားပါ။တိုင်းသူပြည်သားတွေရဲ့ပဆက်ဖျားမှာကိရိတ်ဆရာဖြစ်မှာစိုးလို့ပါဘီရင်ကြီး။အမကြီးရဲ့အန်အောဖွဲ့စကားကြောင့်စစ်တီမူးမတ်တွေအလုံးအန်အောတုံလောက်သွားပြီးကလျာလေးစီကိုအကြည့်တွေရောက်လာခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာပဲကလျာလေးကလည်းသူ့ရဲ့အကြောင်းတွေကိုဘာတခုမှထိန်ချက်မထားပဲအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်။ကျမမှဖုံးကွက်ထားเสียမှရှိပါဘူး။ကျမရဲ့အမှပြောတာအကုန်လုံးအမှန်တရားပါ။ကျမမွေးဖွားလာတာလူတွေလိုမဟုတ်ပဲထူးခြားမှုတွေနဲ့မွေးဖွားလာခဲ့တာပါ။လူတွေမရနိုင်တဲ့အန်အော့ဖွဲ့စီးစိမ်ချမ်းသာတွေနဲ့မွေးဖွားလာခဲ့တာပါ။ကျမအမေတို့နန်းတော်ဆောက်ပေးနိုင်ခဲ့တယ်။ကျမအခုဆိုရင်ရွှေဆိုင်ရဲ့ပိုင်ရှင်လည်းဖြစ်နေပါပြီ။ကျမထူးခြားသူဖြစ်ပေမဲ့ ကျမရဲ့အမကတော့တာမန်လူပါကျမလိုထူးခြားတဲ့သူမဟုတ်ပဲအိမ်ချေရမယ်ဖြစ်တော့မလို့လမ်းမပေါ်မှာရောက်နေရပါဘသူကကံဆိုးသူဘသူကကံကောင်းသူဘသူကမကောင်းဆိုးွားလဲဆိုတာရှင်တို့ကိုယ်တိုင်ဆုံးဖြတ်ကြပါကလျာလေးရဲ့ရဲရင်ပြတ်သားတဲ့စကားကိုကြားလိုက်ရတဲ့အခါမှာပယင်ကြီးဟာအတန်ကြာညှိတက်နေရမှပြန်ပြောပါတယ်ငါလိုပယင်ကြီးတပါတလောက်မအပါဘူးငါကိုယ်တော့ချစ်ရသူရဲ့အကြောင်းကောင်းကောင်းသိပြီးသားပါ သူပါပဲဖြစ်နေပါစေ သူလူကောင်းတယောက်ဖြစ်နေတယ်ဆိုတာနဲ့တင်ငါကြည်နှက်ပြီးငါသူ့စမြင်ကြတဲ့ဟာသူ့နောက်ကြောင်စုံစမ်းခဲ့တာတလောက်အံ့ဩစရာကောင်းတဲ့ဖြစ်ရမျိုးဖြစ်နေလိမ့်မယ်လို့တော့ငါမထင်ထားခဲ့မိဘူးညီမရဲ့ဖြစ်ရဆန်းကိုအမတယောက်နေနဲ့ဒီလိုလာပြောတာတော့မသိတော့ပါဘူးအသင်ဟာအမကြီးတယောက်ဖြစ်ပါလျက်နဲ့ကို့ညီမပေါ်မှာဒီလိုမနာလိုစိတ်ထားတာသင်ရဲ့ဘဝဘယ်တော့မှကောင်းမွန်ပြည့်စုံတာဖြစ်လာမှာမဟုတ်ဘူးဘီရင်ကြီးရဲ့စကားကြောင့်အမကြီးဖြစ်သူဟာသူ့ရဲ့အပြုအမူအတွက်တော်တော်လေးကိုအရှက်ရပြီး ဘရင်ကြီးရဲ့အချစ်ကိုလက်လွတ်လိုက်ရပါတော့တယ်။လာပေါင်းများစွာကြာပြီးတဲ့နောက်ဘရင်ကြီးဟာချွေရောင်မြစ်ကနေမွေးဖွားလာတဲ့ကလျာလေးကိုမိပြကောင်ကြီးဖြစ်တရားဝင်လက်ထပ်ဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးကလျာဟာသူမရဲ့မိခင်တော်နွယ်နွယ်ကိုနန်းတော်ထဲခေါ်ပြီးဘရင်ကြီးနဲ့တူတူပျော်ရွှင်ချမ်းမြေ့စွာနေထိုင်သွားခဲ့ကြပါတယ်။တစ်ဖက်မှာတော့အမကြီးဟာဘရင်ကြီးရှေ့မှာအဆက်ကွဲခဲ့တာကြောင့်ဖခင်ဖြစ်သူဦးထွန်းအိုးစီကိုပြန်သွားခဲ့ရပါတယ်။ဒါပေမဲ့ ကလျာလေးကစိတ်သဘောထားကောင်းတဲ့သူဆိုတော့မိခင်တော်နွယ်နွယ်ကနေတဆင်အမကြီးရဲ့ဘဝရှေ့ဆက်နိုင်ဖို့အတွက်ထောက်ပံ့ခြင်းငွေအမြောက်အများပေးခဲ့ပါတယ်။ဒါကြောင့်အမကြီးကလည်းအခင်ဦးထွန်းဦးကိုကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ရင်းချမ်းသာစွာနေထိုင်သွားခဲ့ရပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါပြီ။ပရိသတ်တွေအားလုံးပဲအခုလိုမျိုးဇလန်းကောင်းတွေကိုကြည့်ရှု channel ဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။